ုတ်ကိုကာဝယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးဖန်တီးထားပေမဲ့တက်မော့ဘက်ကလည်းမိုးကုတ်ကိုမျက်ချင်မပြတ်စောင့်ကြည့်နေတယ်လို့ယူဆရပါတယ်။ဒါကြောင့်မလို့အပြစ်ခတ်ရဲစဲရေးမှာပါဝင်တဲ့မိုးကုတ်မိုးမိတ်နဲ့ပတ်သက်ရင်မိုးကုတ်ကမြို့ကြည်မဲ့အနေထားရှိပါတယ်။ကြည်မဲ့ဆိုလည်းကြည်လို့ရပြီဖြစ်ပါတယ်။ ဘုဂုတ်မြို့ထဲမှာပြီးခဲ့တဲ့3လလောက်တည်းကစစ်ဘေးရှောင်သွားတဲ့မိဘပြည်သူတွေအများပြားရှိကြပါတယ်။ဘုဂုတ်မြို့ထဲမှာအကျန်ရှိနေသေးတာကတော့ပလောင်လက်နက်ကိုင်တပုံ DNL ကိုအလုံးကျေးပြုစုနေတဲ့အဖွဲ့တွေ NUG လက်အောက်ခံ PDF တွေမုဂုတ်ပြူဟာကအဖွဲ့တွေနဲ့ပကဖပအဖအစတဲ့အဖွဲ့တွေနဲ့တက်ဆက်နေသူတွေမိသားစုတွေဒါကျန်ရှိပါတော့တယ်။ခုချိန်မှာပလောင်ကျမ်းမသမားတွေကပြစ်ခတ်ရစရေးကိုစာချုပ်ချိုးဆိုပြီးတော့ထွက်ခွာသွားတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံရေးကြိုးပမ်းကနေခက်တီတီနဲ့ထွက်သွားပေမဲ့ကြိုးပမ်းရဲ့အောက်ကနေလက်သိထိုးဆောင်ရွက်မှတွေရဲ့နောက်ဆက်တွဲနဲ့ ဆောင်ရွက်မှုတွေကတော့မိုးကုတ်မြို့ကိုကြည်သွားစေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မိုးကုတ်မြို့မှာကြန့်ရှိနေသေးတဲ့သူတွေမိုးကုတ်မြို့ရဲ့ area မိုးကုတ်ကျက်ပြင်းနဲ့ဝါပြူတောင်ပေါ်တော်လမ်းစုံမှာရှိနေတဲ့ရွာစဉ်တစ်လျှောက်မိုးကုတ်ကနေကြောင်မဲလမ်းစုံမိုးကုတ်မိုင်းလုံးကြောင်မဲလမ်းပိုင်းမှာရှိနေတဲ့နေရာတစ်ကျော်လုံးကထိုးစစ်ဆင်သွားရမယ့်နေရာတွေဖြစ်ပါတယ်။ပလောင်အဖွဲကစာရွက်ပေါ်မှာငင်းငင်းစကားဝိုင်းပေါ်မှာနိုင်ငံရေးအရလက်မှတ်ထိုးထားပြီးမြေပြင်မှာအောက်ခြေမှာဆောင်ရွက်နေတဲ့စည်ရေးလှုပ်ရှားမှုတွေကမိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စောင့်ကြည့်သွားရမယ့်အခြေအနေကတော့ထိုးစစ်ကြီးမဖြစ်မနေဆင်ရပါလိမ့်မယ်။ပြောရမယ်ဆိုရင်တော့တမရော့ဘက်ကမိုးကုတ်မြို့ကိုထိုးစစ်ဆင်ပြီးပြန်လေတိုက်ခိုက်သိမ်းပိုက်ပါလိမ့်မယ်။အကြမ်းဖက်သမားတွေဘလောက်စုဖွဲ့မလဲအကြမ်းဖက်သမားတွေဘလောက်တောင်းခံမလဲဆိုတဲ့အခြေအနေကိုစောင့်ကြည့်နေတာဖြစ်ပြီးတမရော့ရဲ့မိုးကုတ်ထိုးစစ်ကနောင်ချိုကြောင်မဲတီဖို့မြို့သုံးမြို့ပေါင်းထားတဲ့ထိုးစစ်လိုမျိုးအင်အားတွေပြင်းထန်မှုတွေရိုက်ခတ်မှုတွေနဲ့စုဖွဲ့မှုပေါင်းများစွာနဲ့ထိုးစစ်ဆင်မယ်လို့ခန့်မှန်းရပါတယ်။လက်ရှိအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့ပုံစံကချင်းတွေကကြက်ပုံစံမျိုးစုဖွဲ့နေတာတွေ မောင်းသိခံထားရတဲ့အခြေအနေမျိုးလို့ယူဆပေမဲ့ဂျမ်ဖက်တွေကတော့ဒီနယ်သူပြောနေကြတာကိုလည်းမြင်တွေ့ရပါတယ်။အမေရိကန်ဘက်ကဂျမ်ဖက်သမားတွေကိုပြန်ကြည့်ရင်လည်းမိုးကုတ်ရဲ့ခွဲတမ်းမရတဲ့အဖွဲ့တွေကမိုးကုတ်ကိုခွဲတမ်းသွားယူမဲ့အဖွဲ့တွေက စင်ကူးမရရသပိတ်ချင်းတကြောကရွှေတွေကိုဆက်လက်ပြီးတော့ပါကဖပါအာဖစင်ကူးလက်ပံလာမရရက PDF တွေကိုခွဲတမ်းပေးသွားတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အချိန်တုန်းကဇေယကွန်းသပိတ်ချင်းတကြောမှာလဝဲကြီးအုပ်ထားတဲ့အဖွဲ့တွေကမိုးကုတ်မှာရှိနေတဲ့တွင်းထက်တင်ရန်စာတားတွေကိုခွဲတမ်းသွားယူတဲ့အချိန် ဇယကွန်းတပိတ်ချင်းမှာရှိနေတဲ့ရွှေရင်းတွေကိုပါကဖပါဖကအဖွဲ့တွေကိုဆက်လက်ပြီးလက်လွဲပေးခဲ့တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကြောင့်မလို့လဲမရေယာစင်ကူလက်ပံလာတဲ့ဂျောကပီဒီအော့တွေကသူတို့ထင်းကျုပ်ထားတဲ့ဒေတာကိုအဆုံးအထိဆက်လက်ကုကံကာကွယ်သွားမယ်။ရှိသမျှအင်အားအကုန်တုံးပြီးကာကွယ်သွားမယ်ဆိုတဲ့ကြေညာချက်တွေနဲ့သဘောထားတွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ဆိုတော့တမတော်ရဲ့အခုမိုးလွတ်ကာလပွင့်လင်းရသည့်ရောက်လာတဲ့အချိန်တမတော်ထိုးစစ်ကဘယ်ကိုဥတည်မလဲဆိုတဲ့အခြေအနေတွေကိုစောင့်ကြည့်နေရင်းမှာပဲမိုးဘုတ်ထိုးစစ်ကတော့စိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေလိုပဲဆိုရမှာဖြစ်ပါတယ်။ ဘလို့လည်းဖြစ်ဖြစ်အပြစ်ခတ်ရက်စဲရေးစာချုပ်ကိုမလိန်တဲ့ဘက်လုတ်ထားတဲ့ပလောင်လက်နက်ကန်သဘောင် DNLA အနေနဲ့နိုင်ငံရေးရည်ချင်းနှိမ်ပါစွာပဲတားခုတ်ရလက်ဝင်ရှိုးတဲ့ UNG လောက်ကန် PDF သို့သူရသောဦးဆောင်တဲ့မန္တလေး PDF အပါအဝင်ထောင်မြင်လို့ရာစွန့်မယ်လို့ရည်ရွယ်ထားပေမဲ့ထင်သလိုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အခြေအနေတွေကိုသူတို့ငံဝါထင်ထင်မြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ပလောင်လက်နက်ကန်သဘောင် DNLA အပြစ်ခတ်ရက်စဲရေးစာချုပ်ချုပ်ဆိုထားတဲ့မိုးကုတ်နဲ့ပတ်သက်ပြီးဆက်ဆက်ရမယ်ဆိုရင်တော့မိုးကုတ်မျိုးရဲ့ထိုးစစ်ကစတင်ပါလိမ့်မယ်။ ဒီနေရာမှာအပိုင်းတစ်ပိုင်းခွဲရမှာဖြစ်ပြီးမိုးကုတ်ကိုချစ်တက်မဲ့အဖွဲ့တွေနဲ့မိုးကုတ်ကိုထိုးစစ်ဆင်မဲ့တပ်မတော်စစ်ကြောင်းတွေရဲ့အဓိကစေရေးကြီးမှန်းချက်ကမိုးကုတ်ဖြစ်တယ်လို့မရရနဲ့စင်ကူတကြောမှာဆက်လက်ပြီးအလောင်းစီဖြတ်တော့ဖို့ကြံစည်နေတဲ့ဒေသလက်ပံလာမရရစင်ကူနဲ့ဒီတပိတ်ချင်းစရက်ကွင်းတကြောကအကြံဖက်တွေကိုလည်းအပိုင်းလိုက်ခွဲပြီးတော့နေမရှင်လေးဆောင်ရွက်သွားဖို့လိုပါတယ်။ဒီအပိုင်းတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကစင်ကူမရရတကြောနဲ့မိုးကုတ်ဒေသတွေမှာခက်အေးရှိနေတာတွေကအကြံဖက်သမားတွေကိုစုဖွဲ့ခွင့်တမင်ပေးထားသလားလို့တမင်ဟပေးထားသလားလို့တောင်ယူဆမိပါတယ်။ အကြမ်းဖက်သမားတွေကိုမောင်းသွင်းတဲ့ဗျူဟာကိုအသုံးပြုပြီးမိုးကုတ်မျိုးကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သွားမလားဆိုတဲ့အခြေအနေမျိုးနဲ့ပတ်သက်ပြီးမိုးကုတ်ထိုးစစ်ကိုဟန်တာရေးအတွက်စင်ကူးမတရားတကြောက PDF တွေကအလို့စီဖြတ်တော့ပြီးတော့ခံစစ်တွေပြင်ဆင်နေသလားဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မိုးကုတ်ကိုတက်မတော်ကထိုးစစ်ဆင်ပြီးတော့ပြန်လည်တိုက်ခိုက်သိမ့်ပိုက်ပါလိမ့်မယ်။ဂုံတိတ်ခါအရာပဲဖြစ်ဖြစ်ပလောင်လက်နက်ကန်တဘုံ TNL ရဲ့အပြစ်ခတ်ရက်စဲရေးစာချုပ်ကိုမလိမ့်တဲ့ဘက်လှုပ်လာမဲ့ဟာခွက်တွေနဲ့မလိမ့်တဲ့ဘက်လုံးမှုတွေအတွက် တာဘုံကျော်ရဲ့စီးလွတ်ဝါလွတ်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးပလောင်လက်နက်ကင်တပုံ TNL PSLF TNL ကတာဝန်ယူရပါလိမ့်မယ်။တာဘုံကျော်ရဲ့ငင်းချမ်းရေးနဲ့နိုင်ငံတော်အစိုးရလက်ရှိတက်မတော်ကြီးကဲတွေကိုနိုင်ရွက်သတွေးစွန့်နေတာတွေအတွက်အလုံးခါစီပြီးတော့ခံကြရပါလိမ့်မယ်။ရိုက်ခတ်မှုတွေမလာခင်ပြုံးပျော်ထားနိုင်ပေမဲ့ရိုက်ခတ်မှုတွေလာတဲ့အချိန်နောင်ချိုကြောင့်ပဲတီဘောကိုလက်လွတ်ခဲ့ရတဲ့အခြေအနေမျိုးတဲ့စိုးရွားဆောင်ဝယုံသုံးကားနဲ့ဆုတ်ခွာထွက်ပြေးရမယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်မြင်တွေ့နေရပါတယ်။ ထပ်ပြီးတော့တင်ဆက်ရရင်မိုးကုတ်မြို့ကိုတမတော်ကထိုးစစ်စင်ပြီးတိုက်ခိုက်ပါလိမ့်မယ်။မိုးကုတ်မှာရောက်ရှိနေတဲ့အကြံဖက်တွေနိုင်ငံရေးရေချိန်နှိမ်ပါစွာနဲ့မိုးကုတ်ကခွဲတန်းတွေကိုရမယ်လို့မျှော်လင့်နေတဲ့အကြံဖက်တွေသွားရောက်စုဖွဲ့နေတဲ့နေရာတွေအလုံးကတစ်ချိန်မှာပြပုံဝါကိုရောက်ရှိသွားလို့မှဖြစ်တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။